ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ဗီဒီယိုအသစ်တွေတိုင်းသိရှိနိုင်အောင်လေးဘေးနားနိုတီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ငှက်မင်မင်ရဲ့မိခင်မြတ်တာကျမရဲ့ကလေးတွေဘာမှမစားရသေးဘူး။ကျမအလုပ်ပြီးဖို့ကြီးကံကိုပြောပြပါ။ရွာတရားရဲ့တောင်းတဲမှာစာကလေးငါကသူ့ရဲ့ကလေးတွေအတွက်အစာရှာထွက်နေပါရဲ့။ ။စာကလေးကအပြင်တပင်ရဲ့အကိုင်းပေါ်မှာအစာနဲ့နဲ့တွေးလိုက်ပိုင်းစာကလေးကအဲ့စာကိုယူဖို့လုပ်တဲ့အချိန်ကြီးကန်းကအဲ့ဒီကိုရောက်လာပြီးစာကလေးကိုဖမ်းလိုက်ပိုင်းအာကျမကိုလွတ်ပေးပါကိုတူရဲ့ကျမကလေးပြားအိမ်မှာတယောက်တည်းပါကျမကိုသွားခွင့်ပေးပါစာကလေးရဲ့အတန်းကြာပြီးအိမ်သားမရှိတဲ့တင်ငက်ကစာကလေးနောက်ရောက်ပြီးဒါရီကိုတွေ့သွားပါတယ်။ဒီစာကလေးကိုလွှတ်ပေးလိုက်ကိုတူဒီစာကလေးမှာကလေးငယ်ငယ်လေးတွေရှိသေးတယ်။တင်ငက်ရင်ခမည်းတော်ဒီကနေထွက်သွားပေးပါ ဒီစာကလေးကကျွန်တော်စာလာခိုးနေရကျွန်တော်သူ့ကိုအလွန်မပေးဘူးကျွန်တော်သူ့ကိုမြို့ပေါ်တောင်းဦးတဲခေါ်သွားပြီးရောင်းစားပြစ်မှာပြီးရင်ပတ်စံဆူထားမှာကျမကိုကယ်ပြီးမှကိုသိန်းကကျမရဲ့ကလေးတွေတည်သွားလိမ့်မယ်အရင်တော့ကျမမိသားစုကကျမကိုနှိပ်စက်ခဲ့တယ်အခုတော့ဒီကိုတူကကျမကိုဒုက္ခပေးနေရဲ့ကျမရဲ့ကလေးတွေပိုက်စာနေပြီကျမကိုဒီကနေသွားခွင့်ပေးပါလို့ကိုတူကိုပြောပေးပါကိုတူတကယ်လို့နင်ဒီစာကလေးကိုမလွတ်ပေးငါကိုယ်တိုင်မင်းကိုအသေးတက်ပြစ်မယ်အခုငါအသားငါရှောင်နေရဆိုပေမဲ့ နင်းလုံရုံမာရဲ့ကောင်းမျိုးတက်စားရင်လားငါငယ်ရဲ့မကြည့်နိုင်ဂုတုကတိုင်ငယ်ရဲ့ဒေါသအောင်မြင်ပြီးလန့်သွားပါပြီးတော့စာကလေးကိုလွှတ်ပေးလိုက်ပါငါ့ကိုခွလွတ်ပေးပါညမစာကလေးရဲ့နင်းလိုတလောက်အစာယူသွားလို့ရပါ යි စာကလေးကအစာယူပြီးသူ့အိမ်ကိုပြန်သွားပါပြီးတော့သူ့ကလေးတွေကိုစားစရာပေးပါပိုက်စာလုံးနဲ့စာကလေးရဲ့ကလေးနှယောက်လုံးကအစာအစားနေကြပါပြီးတော့စာကလေးရဲ့သမီးကြီးပြပြကလည်းပြောလိုက်ပါအမေ မေပါလို့ဒီလောက်နောက်ကျနေရလေ။စာကလေးကသူ့ကလေးတွေကို ဖြစ်ချောင်းအကုန်ပြောပြလိုက်ပါကလေးတို့ကလေးတို့ရဲ့အဖေသားဒီနေ့ထိမမေတို့နဲ့အတူရှိနေသည်။အမေတို့လည်းဒီလောက်ဒုက္ခခံနေကြမလို့ပါဘူး။အမေအဖေကဘာလို့သမီးတို့ကိုအေးရနေနေထုတ်လိုက်တာလဲ။ तू ကသမီးတို့နဲ့အတူဘာလို့မနေချင်တာလဲ။သမီးရေဒီလောကကြီးကသမီးမင်းကလေးတွေဆိုရင်ဝင်ထုတ်ဝင်ပုံလို့သတ်မှတ်ထားကြတာ။သမီးရဲ့အဖွားနဲ့အဖေကတားယောက်ကြလေးမြေးလေးလိုချင်ခဲ့တာ ဒါပေမဲ့အမေမမွေးဖွားနိုင်ခဲ့ဘူး။ဒါပေမဲ့မိန်းကလေးတွေကယောက်ျားလေးတွေထက်တာရဲဆိုတာတနေ့ကျရင်အမေတီချာပေါက်တက်တည်ပြမှာပါ။အမေကသမီးတို့ပညာရေးထောက်ပံ့ပေးပြီးငှက်တွေအလုံးရဲ့စံပြဖြစ်လာလို့မှာ။မမေသမီးတို့အမေရဲ့အိမ်မက်ကိုတီချာပေါက်ကောင်းတယ်ဖော်ပြီးမှာပါ။တဖြည်းဖြည်းနဲ့အချိန်တွေကုန်ဆုံးသွားပါရဲ့။ကလေးလေးအောင်လုံးလည်းအခုဆိုကောလိပ်တက်နေကြပါပြီ။အမေကြည့်ပါအောင်။သမီးတို့နှစ်ယောက်လောက်ကောလိပ်မှာစုရကြရင် တမီးတို့ညောင်တော့ကောလိပ်မှာပထမပဲပြီးတော့မင်းကောလိပ်ကနေတမီးတို့ scholarship ပေးရင်တမီးတို့အတွက်ထပ်ပြီးပညာသင်စည်းကုန်စရာမလိုတော့ဘူးတမီးတို့ညောင်တော့အရေးချင်းရှိရယ်ဆိုတာတက်တည်ပြနိုင်မယ်လို့အမေအများနဲ့ယုံကြည်တယ်ဒါပေမဲ့တမီးတို့ရှေ့ဆက်ရမယ်လမ်းကိုရွေးချယ်ရမယ်အချင်းတွေကုံဆုံးသွားပြီးတနေ့မှာတော့ပြပြကဆရာဝန်မလေးတယောက်ဖြစ်လာပြီးကိကကရဲမိဖြစ်လာပါတယ်။တရက်ကြတော့ပြပြကသူ့စည်းကမ်းကနေအိမ်ကိုပြန်လာတဲ့အချိန် လမ်းမှာတရားရနေရင်ငှက်တကောင် တွေးလိုက်ပါရဲ့ဟဲ့အရှင်တရားရီအများကြီးရနေပါလားဘလို့ဖြစ်တာလဲသမီးရေဦးလေးကိုကားတိုက်သွားလို့ပါဖြည်းဖြည်းကသူ့ရဲ့အိမ်ခေါ်လာလိုက်ပါရဲ့စာကလေးကလည်းသူ့ကိုတွေးပြီးစိတ်ညစ်သွားပါရဲ့ပြီးတော့ဖြည်းဖြည်းကိုပြောလိုက်ပါရဲ့သမီးလေးဖြည်းဖြည်းသမီးသူ့ကိုဘယ်မှာတွေးကြရလဲပြီးတော့ဘာလို့အိမ်ခေါ်လာလဲသူ့ကိုတခြားနေရာပြန်ခေါ်သွားလိုက်ဆရာဝန်ဖြစ်တာနဲ့တွေးကြရငှက်ကိုအိမ်ခေါ်လာလို့မရဘူးလေသူ့ကိုပြန်ခေါ်သွားလိုက်ပါ ဒါအမေရဲ့အိမ်တမီးရဲ့စီကံမဟုတ်ဘူးအမေဒီလောက်တော့သာထွက်တာတမီးတခါမှမမြင်ဘူးဘူး तू ကဘယ်သူလဲအမေသူ့ကိုသိရမလားသိရဲ့တမီးရဲ့အကျင့်မကောင်းတဲ့အဖေဆိုတာ तू ပဲ तू ကအမေနဲ့အတူတူတမီးတို့နှစ်ယောက်ကပါအိမ်ကနေနှိမ့်ထုတ်ခဲ့တာအမေတမီးကဆရာဝန်တယောက်ပါပြီးတော့လူနာရီကုသပေးရမှာတမီးရဲ့တာဝန်ပဲ तू အမေပေါ်မကောင်းခဲ့တာ तू မှားတာဒါပေမဲ့အဲ့ဒီအတွက်ကြောင့်နဲ့တမီးသူ့ကိုဒီတိုင်းထားလိုက်လို့မရအောင်မေ ပြပြရအခုလိုပြောပြီးသူ့ရဲ့အဖေစေကူတာပေးလိုက်ပါပြပြရဲ့အဖေတရိရလာတဲ့အခါစာကလေးကိုသူ့အရှိမတွေ့လိုက်ရတော့နောင်တရပြီးရှက်လွန်းလို့စာကလေးကိုမော့တာမကြည့်ရဲပါဘူးကိုပားခဲ့ပါတယ်ကိုရဲ့သားကို့အိမ်ကနေရိုက်ပြီးနှိမ့်ထုတ်ခဲ့တယ်ဒါပေမဲ့ကိုလက်မခံခဲ့တဲ့တမီးရပဲဒီနေ့ကို့အသက်ကိုခဲ့ခဲ့တာကို့ခွတ်လို့ပေးပါတမီးတွေကဝင်လေးတာပဲအဖက်တင်နေဆိုတဲ့စကားဒီနေ့ကိုနားလေလိုက်ပါပြီအမေ အဖေကသူ့မားရဲ့အတွက်ကြောင့်နောင်ရရနေပါပြီအမေသူ့ကိုခွလွတ်လိုက်ပါဟုတ်တယ်အမေအမေအဖေကိုခွလွတ်လိုက်ပါနော်ဇာကလေးကသူ့ရဲ့သမီးလေးတွေအရန်ဖြောင်းပြနေကြတဲ့အတွက် သူ့ခင်မုံခွလွတ်လိုက်ပါပြီးတော့သူတို့အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါဦးရယ်ဇာကလေးရဲ့ကံကြမ္မာပပရဲ့တောင်းတစ်ခုမှာကိုတူးဆိုတဲ့ကြီးကန်းတကောင်ကသူ့ရဲ့အမျိုးသမီးတီဗီဆိုတဲ့ဇာကလေးနဲ့အတူတူနေထိုင်ပါကိုတူးကလယ်သမားတစ်ယောက်ပါ သူတနည်းလုံးအလောလောလို့ရသည်။ပတ်စံကိုသူ့ရဲ့တငယ်ချင်းတွေနဲ့အတူတူအရက်တောက်ပြီးဖြောင်းလိုက်ပါ යි ။သူအရက်တောက်ပြီးအိမ်ပြန်လာတိုင်းတီရိကသူ့ကိုပြောပါ යි ။ဘာလို့လဲရှင်မင်းကြီးကပြောတော့အရက်ကိုလက်ဖျားနေအောင်မထီတော့ပါဘူးဆို။ဒါပေမဲ့ဒီနေ့လည်းတောက်လာပြန်ပြီ။ရှင်မသမီးလေးတယောက်လည်းရှိရဲ့နော်။ရှင်ရှင်းသမီးလေးအတွက်ရောတွေးပေးပူးရဲ့လား။ပြပြမွေးတော့ကကျမတို့တူတူသူ့အတွက်အိမ်မက်တွေအများကြီးမက်ခဲ့ပူးကြရလေရှင်သိရဲ့လားကျမမှာအခုနောက်ထပ်ကိုဝင်တစ်ခုရနေပြီ ကိုတူကတီရီရဲ့ဇကားရီကိုမကြားချင်အောင်ဆောင်ပြီးအိတ်လိုက်ပိုင်ဒီလိုနဲ့ရဲ့အနှဲငယ်ကုံဆုံးသွားပြီးတီရီမှာကလေးနောက်တယောက်ရှိလာပိုင်တီရီရဲ့သမီးငယ်လေးကီကီကဗိုက်စာလိုငိုနေပိုင်ကိုတူရဲ့ကျမတို့သမီးလေးငိုနေရကြပြီ သူတို့ဈေးကနေနုံနေနေလောင်ဝဲခဲ့ပြီးပါလားကိုတူကတီရီကိုဈေးကနေမဝယ်လာပေးလိုက်ပြီးသူ့ကိုပြောလိုက်ပိုင်တီရီကိုတို့ဒေလီမြို့ကိုပြောင်းနေကြမလားလို့စဉ်းစားနေရအဲ့ရောက်ရင်ကိုလည်းအလုပ်တွေပါရှာပြီးလုပ်မယ်လေ ပြီးတော့ကိုအပေါင်းတင်နေနဲ့ဝဝိနေလိုက်ကိုလည်းအရေးတောက်တဲ့အချင်းပြောက်သွားမှာရှင်ပြောရလဲဟုတ်ပါတယ်ဒါပေမဲ့ကျမတို့အားလုံးထွက်သွားရင်ဒီအင်ကိုဘသူကစောက်ရှောက်မှာလဲမင်းအရာတွေစိတ်မပူနဲ့သီရီကိုတို့ဒေလီမပြောင်းခင်ကိုတီအင်ရောင်းလိုက်မယ်ဟုတ်ပါပြီရှင်ဒီလိုလုပ်ချင်နေဆိုကျမမတားပါဘူးရှင်ဒီအင်ကိုရောင်းလိုက်ပါဒီလိုနဲ့ကိုတူကသူ့ရဲ့အင်ကိုရောင်းလိုက်ပြီးသူ့မိသားစုနဲ့အတူဒီလီကိုသွားလိုက်ပါတယ် နင်တို့ပိုင်းခြားနေလောက်ပြီးဒီမှာပဲနေခဲ့ငါနင်တို့အတွက်အစာသွားယူခဲ့မယ်ကုတူကဒီလိုပြောပြီးနောက်တီရီနဲ့သူ့သမီးတွေကိုနေခိုင်းခဲ့ပြီးအစာယူဖို့ထွက်သွားပါတယ်ကုတူကအချိန်အတော်ကြာရဲ့အထိပြန်မရောက်လာတဲ့အခါတီရီကစဉ်းစားပါတယ်သူငါတို့ထားပြီးထွက်ပြေးသွားပြီနဲ့တူတယ်ဖခင်ကြီးကျမဘာဆက်လုပ်ရတော့မလဲကျမရဲ့ဒီသမီးနုနုညံ့ညံ့လေးတွေကိုဘယ်ခေါ်သွားရမလဲကျမမှာပတ်စံလေးတပြားမှမရှိဘူးပတ်စံအကုန်သူ့ပဲတင်ထားတာငါကတော့ငါအမျိုးသားရုံကြည်ခဲ့တာ ဒါပေမဲ့သူကတော့ငါ့ကိုလှည့်စားခဲ့တယ်။သီရီရဲ့ကလေးနှစ်ယောက်လုံးကအရန်ကိုပိုက်စားနေခဲ့ပါတယ်။သီရီကသူ့သမီးတွေဒီလိုဖြစ်နေအောင်မကြည့်ရပါဘူး။သူကခီးတဲ့ငတ်တကောင်ကြီးတွားပြီးအန်တီကျမအနည်းရဲ့အထုပ်တွေယထားပေါ်တင်ပေးရမလား။သီရီကအဲ့ဒီခီးတဲ့ရဲ့အထုပ်တွေကိုယထားပေါ်တင်ပေးလိုက်တော့ရူဘီ30ရရှိခဲ့ပါတယ်။သီရီကအဲ့ဒီပုစံနဲ့သူ့သမီးတွေအတွက်စမူစာတောင်းဝေခဲ့ပါတယ်။ရှော့သမီးတို့ဒီစမူစာတွေစားလိုက်ပါ။ပြီးရင်ဒီမှာပဲထိုင်နေနော်။ အမေကဒီဘူတာရောင်မှာကုလီလုပ်မယ်ပြီးတော့သမီးတို့နှစ်ယောက်လောင်ကျွေးမွေးမယ်မမေဒီစမူစာအရန်ကောက်တာပဲမမေမနဲ့ပြန်ကြလဲဒါဝယ်ကျွေးအောင်နော်မဟုတ်ဘူးလေသမီးရဲ့စမူစာနေ့တိုင်းစတာမကောင်းမနဲ့ပြန်အစာပြီးအမေသမီးတို့အတွက်အစာချက်ကျွေးမယ်ဒီနေ့တော့သမီးတို့ဒီမှာပဲနားလိုက်ပါအမေအလုပ်သွားလုပ်တော့မယ်သမီးလေးပြပြသမီးကအကြီးနော် သမီးကကိတ်ကိတ်ကိုဖြူးဆိုင်ပြီးနော်ပြီးတော့သစိမ့်တွေနဲ့စကားရှောက်မပြောနဲ့ ဘာလို့လဲဆိုတော့အမေတို့ဒီဟာဘသူ့ကိုမှမသိဘူးဒီမျိုးကလည်းအမေတို့အတွက်အစ်စ်ပဲပြီးတော့တကယ်လို့သမီးတို့ရဲ့ဖေဖေရောက်လာခင်သူ့ကိုလည်းဒီမှာပဲစောင့်ခိုင်းမှာ သူနဲ့လည်းဘဲမှရှောက်မသွားကြနဲ့နော်တီရိယာသူ့သမီးတွေကိုရှင်းပြပြီးဗုဒ္ဓယုံကိုထွက်သွားပါတယ်၃-၄ရက်လောက်ကြာပြီးရဲ့နောက်မှာသူကအပြင်တပင်ပေါ်မှာအိမ်လေးစောင့်လိုက်ပါတယ်ပြီးတော့အဲ့ဒီအိမ်မှာပဲသူ့သမီးတွေနဲ့အတူတူနေပါတယ်ရှင်အနေငယ်ကြပြီးတနေ့မှာရဲရီကတီရီကိုလာရှာပြီးပြောလိုက်ပါတယ် ကိုတူးအနေနဲ့ပါတော့လဲ။ तू ကကျမရဲ့အမျိုးသားပါ။ကျမတို့ကရွာနေအိမ်ရောက်ပြီးဒီလိုအလုံးလာရှာပါ။ဟုတ်လား။ကျွန်တော်တို့ဒီသတင်းပေးရစိတ်မကောင်းပါဘူး။ तू ကလမ်းပေါ်မှာကားတိုက်ပြီးဆုံးသွားပါပြီ။ကျွန်တော်တို့သူ့စီကနေပတ်စံနဲ့ရှာတွေ့ခဲ့ပါဗျ။ဒါသူ့မိသားစုစီလာအပ်တာပါ။တီရီယာအဲဒီပစံတွေယူလိုက်ပြီးသူ့အမျိုးသားအတွက်လည်းအရန်ကိုဝမ်းနေသွားပါ යි ။ဒါပေမဲ့လည်းသူမဘာမှမတတ်နိုင်ဘူးလေ။တီရီကကုလီအလောက်ပဲဆက်လုပ်ပြီ ူ့သမီးတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါတယ်။စာကလေးရဲ့မိခင်တစ်ချိန်တုန်းကတောင်းအုပ်တစ်ခုထဲမှာလလစာကလေးကသူ့သမီးတန်ကျင်နဲ့သူစာတို့နဲ့အတူနေထိုင်ပါတယ်။ဒီနေ့မှလလအလုပ်တွေလုပ်နေအောင်မြင်ပြီးတန်စီကပြောလိုက်ပါတယ်။အမေသမီးအမေကိုအလုပ်တွေအရင်မလုပ်နဲ့လို့ခဏခဏပြောတယ်လေ။အမေကနေမကောင်းပါအောင်ဆိုသမီးစကားကိုလည်းနားမထောင်။လာပါဒီကနေထားပြီးသွားနာလိုက်တော့ကျန်တဲ့အလုပ်တွေသမီးဆက်လုပ်လိုက်မယ်။ နေတယောက်တည်းဘလောက်တောင်အလုပ်တွေလုပ်နေအောင်မလဲတမီးရဲ့သူစားသူစားကြီးနေအမြဲစိမ့်နေပဲနေနေမှာလားအမေကိုလည်းဂိူးဆောင်လေညမအိမ်လုပ်တွေလုပ်ရလုံးဝမချင်မမညမလည်းအမေကိုမလုပ်ခိုင်းမအောင်သူ့ဟာသူ့ပဲစိတ်ပူပြီးလုပ်နေရအခုတော့အမကောလိပ်ကပြန်လာပြီမလားအမပဲကြည်လုံလိုက်တော့ညမလာမနောက်ရှက်နဲ့သူကနေရဲ့အမပါသူစားရဲ့သူ့ကိုမလီမစားမဆက်ဆံနဲ့ငါမကြောက်သူလဲစာမေးဝဲဖြေရတော့မှလေ သူလည်းတဏီကောင်အိမ်လုပ်တွေလုပ်နေစာပယ်ချိန်သွားလုံမှာလေအမေကလည်းအမြဲတမ်းတမိို့ပဲဆိုရဲမမောင်ကြတော့ဘယ်တော့မှဘာမှမပြောမေတမိို့ဒီလောက်ထိစုနေအောင်တမိကမမောင်ဘာများပြောမိလို့လဲဒီကိစ္စတွေထားလိုက်ပါ အမေအေးအေးစီစီသွားနာနေလိုက်ပါဒီလိုနဲ့ရဲ့အနေငယ်ကုံဆုံးသွားပါရင်တနေ့မှာတော့တန်စင်ကသူ့စာမေးပွဲရလက်တွေယူလာပါရင် မမေရှာတဲ့မမေရေးကြည့်ပါအောင်တမိကကောလိပ်တစ်ခုလုံးမှာပထမပဲ ဒါဟာတကယ်ကောင်းတဲ့တဲ့မဲ့။တမီညာလုံးပေါက်စာရေးလုပ်ပြီးစူးစမ်းထားမှတော့ပထမရရမှာပေါ့။လာအမေနာခဏလောက်လားထိုင်ပါဦး။တမီ့ကိုလျှို့ဝှက်ချက်တခုပြောပြမလို့ဒီလျှို့ဝှက်ချက်ကိုအမေရင်ထဲမှာတင်ထားရနှစ်တွေအရန်ကြာနေပြီ။အခုတော့တမီလည်းကြီးလာပြီလေ။ဒီလျှို့ဝှက်ချက်ကတမီအတွက်လည်းအရန်အကြီးပါ။ဘလို့လျှို့ဝှက်ချက်လဲမေးပြီးမှပြောပြပါလား။တမီဖိုက်တွေရမ်းစာနေလို့တမီအစာသွားစားလိုက်အောင်မေး။တန်စီကဒီလိုပြောပြီးအစာစားဖို့ထွက်သွားပါ යි ။ ဒေါ်လာကတန်စင်ကိုအဲ့လျွက်ချက်ကိုပြောပြဖို့လုပ်တိုင်းတန်စင်မှာကိစ္စတကူကူအမြဲပေါ်လာတတ်တာကြောင့်အခုထိမပြောပြဖြစ်သေးရပါဒီလိုနဲ့ထပ်ပြီး၅နှစ်ကုန်ဆုံးသွားပါပြီးတော့တန်စင်ကလည်းကြောင်ရီတယောက်ဖြစ်လာခဲ့ပါပြီ အရာအားလုံးအဆင်ပြေချောမွေ့နေခဲ့ပါဒါပေမဲ့တနေ့မှာတော့ကျွတ်တူရဲမမကဒေါ်လာရဲ့အိမ်ကိုရောက်လာပါအမကျမကိုကျမရဲ့သမီးလေးပြန်ပေးပါကျမကျမသမီးလေးကိုနှစ်တွေအရန်ကြာရင်အထိရှာနေခဲ့တာ ပြီးတော့ဒီနေ့ကျမတီးခဲ့ရတာရှေ့ရဲ့သမီးကြီးတန်စီကကျမရဲ့သမီးဖြစ်ပြီး ကျမသူ့ရဲ့အမေအရင်းဆိုတာပါအန်ဒီဘာရီရှောက်ပြောနေရလဲသမီးရဲ့အမေကဒီမှာပါအန်ဒီမဟုတ်ဘူးအန်ဒီအထင်လွဲနေရနေမှာပါမဟုတ်ဘူးသမီးဒီမှာကြည့်ပါဒါသမီးငယ်ရောပုံပါသမီးကပွဲတော်တကူသွားခဲ့ရအမေစကားနားထောင်ပါအမေကဒါသမီးရဲ့အမေရဲ့မှာ အမေလိန်နေရလို့ထင်သမီးတို့အမေကြည့်လိုက်လေအမေဒါပါရင်လေသမီးပါမှနားမလဲတော့ အမေကသမီးကိုခဏခဏပြောပြဖို့ကြိုးစားနေလှုပ်ဝက်ချက်ကဒါပါပဲဒါပေမဲ့အမေသမီးကိုတကားမှမပြောပြနိုင်ခင်အမေကသမီးကိုပွဲတော်တကူမှတွေးခဲ့ရပါအမေကသမီးရဲ့မိဘအရင်းကိုအယမ်းရှာတီးခဲ့တယ်ဒါပေမဲ့ဘယ်မှမှရှာမတွေ့ခဲ့ဘူးအဲ့ဒါကြောင့်အမေကသမီးကိုခေါ်လာပြီးသမီးအရင်းလေးလိုပြုစုခဲ့တာသမီးသာသမီးရဲ့အမေရင်နဲ့လိုက်သွားခြင်းနဲ့ဆိုရင်လိုက်သွားလို့ရတယ်အမေဒါပါပြောနေရလေသမီးဘယ်မှမသွားဘူးမမ သမီးအမလှုပ်ခဲ့တာရှင်ညီမရေးလို့တတ်မှတ်ပြီးခွလွတ်ပေးပါဒါပေမဲ့သမီးတို့မထားခဲ့ပါနဲ့မမဘယ်မှမသွားပါဘူးယူမလေးရဲ့အနီပြန်သွားလို့ရပါပြီသမီးကသမီးအရင်ချိရဲမမေနဲ့ညီမလေးကိုထားပြီးဘယ်မှမသွားနိုင်ဘူးဒီအမေကသမီးကိုချစ်ပြီးခဲ့ပြူဆိုင်ပြီးခဲ့တလားအမေကြီးကတော့သမီးကိုအဲ့လိုမလုပ်ပြီးနိုင်လောက်မမဟုတ်ပြီသမီးလေးဒါဆိုအမေသွားတော့မင်းနော်ဒါပေမဲ့သမီးနဲ့တွေ့ကျင်တဲ့အခါလာတွေ့လို့ရရင်မလား ကျစ်တူတွေကအဲဒီကနေထွက်သွားလိုက်ပိုင်ပြီးတော့တန်စင်ကဒေါ်လာနဲ့သူ့မြမလေးနဲ့အတူပျော့ပျော့ရွှင်ရွှင်နေထိုင်သွားပါတော့တယ်။ကဲအခုလိုမျိုးစိတ်ဝင်စားစရာငှက်ကာတွန်းပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပေးခဲ့ကြပါအောင်နော်။နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါအောင်မိတ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်။